ရှမ်းမြောက်မှာစစ်ကော်မရှင်နဲ့တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL တို့အပြစ်ရဆဲပြီးနောက်စစ်ကော်မရှင်က၎င်းတို့တပ်ဖြန့်ထားတဲ့ရှမ်းမြောက်ရှိတပ်တွေကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်းကိုပြန်လည်ခေါ်ယူလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့မှာရှမ်းမြောက်ဘက်ကပြန်ဆင်းလာတဲ့စစ်ကော်မရှင်တပ်တွေစစ်သုံးကားကြီးအစီး90ကျော်ဟာမတရားဘက်ကိုကားစီ40ဝင်ရောက်သွားတယ်လို့သိရပါတယ်။မေမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတယ်။ မိတိလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်မရယာကြောက်တောင်းကိုအစီး၄၀ဝင်ပါတယ်လို့တော်လိုင်းသတင်းရင်းမြစ်က ARR Times ကိုပြောပါရယ်အဲ့လိုတန့်ရာတွေပို့ခဲ့ပြီးနောက်စစ်ကော်မရှင်ကမရယာမြို့နယ်အတွင်းစစ်ကြောင်း၃ကြောင်းထပ်မင်းခွဲကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေတက်ဆွဲထားရနေရာချို့ကနေစုခွာပေးထားရပါတယ်စစ်ကောင်မရှင်ကရှမ်းမြောက်ကနေအမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခဆနစ် တက်မတစ်တစ်စစ်ကြောင်းတွေကိုပြန်ခေါ်လာပြီးတောင်ခန်းကနေတီဘောမိုးကုတ်လန်တဝက်ထီစကခဆနစ်တက်မတစ်တစ်တက်မငငါလောက်ခန်စစ်ကြောင်းတွေကိုတုံးထားတာပါဒါအပြင်မိုးကုတ်ပြုံးတဲ့မရေရနေမြေတွေမှာအမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခဆနစ်စစ်ကြောင်းတွေခြံထားခဲ့ပါတယ်တိန်နီမာစစ်ရှုံးထားတဲ့တက်မ16ကိုစကခ1စကခ16နဲ့ဒါကာဆန်လောက်ကင်ဘက်ကပြတ်သွားတဲ့တရင်တွေနဲ့ပြန်လည်ဖွဲ့စည်းထားပြီး လက်တလုံးသိမ်းယူရရှိထားတဲ့လာရှိုးတီဘောကြောင့်မဲနောင်ချိုတို့မှတက်ဖြန့်ထားပြီးမိုင်းရဲနဲ့တန်ရန်မျိုးကိုပါတက်ဖြန့်စောင့်ကြည့်ထားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ပြန်လည်တောင်းယူထားတဲ့မိုးမိတ်မျိုးဟာမြောက်ပိုင်းနိုင်စစ်ဌာနချုပ်မပခနယ်မြေတွင်ပါဝင်တဲ့အတွက်မိုးမိတ်ကိုစစ်ကောင်မရှင်စစ်ကြောင်းဝင်နိုင်ဖို့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတစ်ခုသာရှိတယ်လို့သိရှိရပါဗျ။စစ်ကောင်မရှင်ဟာရှမ်းမြောက်မှာစီးရေးစိတ်ကြိုက်ပြင်ဆင်နေပြီး တန်ချက်ကကားတွေဒရုန်းတွေ မြေပြင်ထိုးစစ်စစ်ကြောင်းတွေကိုမန္တလေးမရင်အောင်မိုးကုတ်လမ်းတစ်လျှောက်ကိုပို့ဆောင်စစ်ကြောင်းထိုးနေစေတယ်လို့သိရှိရပါတယ်။မရင်အောင်မြေပြင်စစ်ကြောင်းအင်အားတထောင်လောက်နဲ့အပြင်တန်ချက်ကကားတွေတင့်ကားတွေနဲ့နောင်ချုံမြို့နယ်ဗန်ပွေးကျေးရွာဘက်မှာပါဇက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။